ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဒီဇင်ဘာလ၄ရက်နေ့ည၈နာရီသတင်းများကိုတင်ဆက်ပေးသွားတော့မှာပါ။ပန်တကုံကိုမင်္ဂလာပွဲမှာမျက်ရည်ကျအောင်လှုပ်ခဲ့တဲ့ပန်တကုံအမေရဲ့သတင်းထွက်ပေါ်လာ။ဘသူမှမဝင့်နိုင်တဲ့တိန်းတောင်းချီတန်းကြောက်စိမ့်နှဆွဲကိုလက်ဆောင်ရာကြောင်းထုတ်ကြွားလာတဲ့ပိုးချဖြူကင်း တဲစုငိန်လိုရွှေဆိုင်ကြောင်ညာမရရပဲဘာမှသချင်းစုနေရလို့လူပြောများနေတဲ့အလှမဲ့ဂျီကီဆိုဖီယံမြန်မာမျိုးသမီးလက်ရွေးစင်အသင်းစည်းကိန်းမှာရွှေတစိရအောင်ကူညီဖို့အမေရိကန်နိုင်ငံကအရောက်လာတယ်မိထက်လို့စတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင် ိုင်းတကုံကမင်္ဂလာပွဲမှာအမျက်ရည်ကြောင်လှုပ်ခဲ့တဲ့ပိုင်းတကုံအမေရဲ့သတင်းထွက်ပေါ်လာမင်္ဂလာပါပရိသတ်ကြီးရဲ့မိဘမြတ်တာဆိုတာအနှိုင်းမဲ့ပါလို့ပြောကြပေမဲ့တချို့သောမိဘတွေရဲ့အတားနဲ့လောဘကတော့သားသမီးတွေရဲ့ဘဝကိုစိတ်တန်ရာတွေနဲ့အဆုံးသတ်စေတတ်ပါတယ်။ ဒီရက်ပိုင်းလူမှုကွန်ရက်စာမျက်နှာထပ်မှာအပြင်းထန်ဆုံးခရရိုက်နေတာကတော့တရုတ်ဆောင်ပိုင်တကုံနဲ့မိခင်ဖြစ်သူဒေါ်ကျူကျူတို့ရဲ့အမိသားစုအရှုပ်တော်ပုံပါပဲ။အစပိုင်းမှာတော့မိခင်ဖြစ်သူရဲ့ငူပြပွဲတွေမိဘကိုမတိတတ်တဲ့သားဆိုတဲ့ဆွဆွဲချက်တွေအောက်မှာပိုင်တကုံတယောက်တစ်ရက်ခံဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အမှန်တရားဆိုတာကြာကြာဖုံးပြထားလို့မရပါဘူး။အခုချိန်မှာတော့ပွဲကိုအလှည့်ပြောင်းဖြစ်သွားစေမယ့်မျက်မြင်သက်တည်တဦးရဲ့ပြောစကားတွေထွက်ပေါ်လာပါပြီ။အထူးသဖြင့်ပိုင်တကုံရဲ့မင်္ဂလာပွဲညစာစားပွဲမှာတာဝန်ကျခဲ့တဲ့ဟိုတယ်ဝန်ထမ်းတဦးရဲ့ဖွင့်ဟဝင်ခံ ချက်ကပြည်သက်တွေကိုအံ့ဩတုန်လှုပ်သွားစေခဲ့ပါတယ်။မိခင်ဖြစ်သူကချွေးမဖြစ်သူလင်းမြဖူဘက်ကမင်္ဂလာပွဲမှာခွဲခြားဆက်ဆံနေအစားအသောက်နေရာထိုင်ခင်းမပေးဘူးလို့ဆွဆွဲခဲ့ပေမဲ့လက်တွေ့မြေပြင်အခြေအနေမှာတော့ဒီထက်ဆိုးရွားတဲ့ရင်းနှင်းစရာအကောင်းတဲ့အဖြစ်အပျက်တွေရှိနေခဲ့ပါတယ်။ဝင်းနှင်းရဲ့ပြောပြချက်အရာမင်္ဂလာပွဲအခမ်းအနားစကားနေ့အချိန်အပြည်သက်တွေစုံလင်နေတဲ့အချိန်မှာမိခင်ဖြစ်သူကငွေပေးမှပွဲထွက်မယ်ငွေမရရင်ပွဲမတက်နိုင်ဘူးဆိုပြီးတော့တောင်းဆိုမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တာမန်ချိန်မှာမဟုတ်ဘဲမင်္ဂလာပွဲလို့နေတူးန ေမြတ်ကြီးမှာမှတားဖြစ်သူကိုအကြက်ခံခဲ့ရပါဒီလိုချိန်နေမျိုးမှာသရိုးတားဖြစ်သူပိုင်ကွန်ကအေပရိတ်သက်တွေကြောင့်ရောက်ခမတွေကြားမှာမျက်ရည်ကျခဲ့ရတဲ့အထိစိတ်ဆင်းရဲခဲ့ရတယ်လို့ဆိုပါတယ်နောက်ဆုံးမှာရောက်ခမတွေကတော့ဝင်ရောက်ဖြောင်းဖြားချုံမော်ခဲ့ရတဲ့အခြေအနေမျိုးတိဖြစ်ခဲ့ရတာပါ။ဒါဟုချင်းချင်းအဖြစ်ပိုင်ကွန်ရဲ့မိခင်ဟာအသားဖြစ်သူရဲ့မင်္ဂလာပွဲကိုငွေကြေးအကျိုးမြတ်ကိုပို့ပြီးဦးစားပေးခဲ့တယ်လားဆိုတော့မိကွန်ထုတ်စရာဖြစ်လာပါတယ်။တကယ်တော့ပိုင်ကွန်ဟာမိခင်အပေါ်တာဝန်မကျတဲ့သားမဟုတ်ပါဘူး။ ဆရာဖြစ်သူကျွန်းလွင်နဲ့အတွင်းသီးတွေရဲ့ပြောကြားချက်အရအပိုင်းတကွာလူပြိုဘဝအနုပညာရှင်ရာသမျှတွေကို မိခင်တန်အနှံခဲ့တဲ့သူပေါင်းပိုပြီးတော့လေးစားစရာကောင်းတာကမိခင်ရဲ့နောက်အိမ်ထောင်နဲ့အဓိကမွေးတဲ့မအီတူဖအီခွဲညီအကိုမောင်နှမတတိုက်လုံးကိုပါပန်တကွန်ကပဲတာဝန်ယူကြွေးမွေးခဲ့ရတာဖြစ်ပါတယ်။မြောက်တကွန်မှာသိန်းတထောင်ခွဲတန်အိမ်ကြီးကိုမိခင်နာမည်ပေါင်းနဲ့ဝယ်ပေးခဲ့ရတာကငင်းမရတဲ့သက်သေပါ။ Beauty Blogger ဝင်းမင်းတန်းကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြထားတာရှိပါတယ်။တားပြတူကလူပြပေါ်မှာတာဝန်ကြီးခဲ့ပြီးပြီမလို့အိမ်ထောင်ပြုခဲ့ခါမှာသူ့မိသားစုနဲ့တူတီးကြရက်တည်နေတာကိုမိခင်အနေနဲ့နားလည်ပြီးတဲ့နယ်လို့ဆိုပါတယ်။အခု ရွန်ပိုင်ကွန်ရဲ့ငွေကြေးစီစဉ်မှုကအရင်လိုမျိုးမိခင်စီကိုတိုက်ရိုက်မရောက်တော့တဲ့အခါ မကြေနပ်မှုတွေဖြစ်လာပြီးတော့သားသမီးရဲ့မင်္ဂလာပွဲကိုပါဖျက်လို့ဖျက်ဆီးလုပ်ချင်တဲ့စိတ်ဆန္ဒတွေလောဘတွေဖုံးလွှမ်းသွားခဲ့တာဖြစ်နိုင်ပါတယ်။ဇနီးတဲ့လင်းမြဖို့ကပိုင်းတကုံကိုမိဘနဲ့အဆက်အသွယ်ဖြတ်ခိုင်းနေဆိုတာကအခုလိုပွဲလေမှာသားကိုမျက်ရည်ကျအောင်လှုပ်တဲ့ရောက်ခမတယောက်ရဲ့ဒဏ်ကိုမခံနိုင်လို့ကာကွယ်ပေးတဲ့အနေနဲ့တားမြစ်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အခုချိန်ဒီပိုင်းတကုံကမိခင်ကိုတခေါမှပြန်မပြောဘဲနှုတ်ဆက်နေတော့ဇနီးတဲ့နဲ့ပျော်ရွှင်နေတဲ့ပုံလေးတွေကိုတင်နေတာကသူ့အမေရဲ့ဂုဏ်သိက္ခာကိုတပတ်တလန်းကနေကာကွယ်ပေးနေတာလို့မြင်မိပါတယ်။ သားသမီးကဒီလောက်ထိတီးခတ်ပေးဆက်နေပေမဲ့မိခင်ကတော့အောင်မြင်နေတဲ့သားကိုတသက်လုံးငွေထုတ်ဆက်တဲ့ပွဲတဘောထားပြီးအတလုံးနေသလားဆိုတော့ကေပရိသတ်ကြီးမင်္ဂလာဆောင်နေမှာတောင်းငွေမရရင်ပွဲမထွက်ဘူးဆိုပြီးသားကိုငုံအောင်လုပ်ခဲ့တဲ့မိခင်ရဲ့လုံရက်ပေါ်မှာဘယ်လိုမြင်ကြလဲပန်တဂွန်ဘက်ကမှန်တယ်လို့ထင်လားမိခင်ဘက်ကနာကြီးတာအပြစ်မရှိဘူးလို့ထင်လားမိတ်ဆွေတို့ရဲ့အမြင်သဘောထားတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် သဲစုံငိမ့်လို့ရွှေဆိုင်ကြောင်ညာမရရဝဲဘာမှတခြင်းဆိုနေရလို့လူပြောများနေရဲ့အလှမဲ့ JK ဆိုဖီယံပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်မြန်မာနိုင်ငံကိုစားပြု Miss Grand အလှမဲ့ JK ဆိုဖီယာကဘာမှတခြင်းဆိုနေရလို့လူပြောများနေပါတယ်အထူးသဖြင့်သဲစုံငိမ့်နေနိုင်ရှင်ကလူပြောများနေရဖြစ်ပါတယ်ပရိသတ်တွေအလုံးမဲမိကြအောင်ပါပါမနေ့ကဒီအချိန်ကာလာလောက်မှာ Miss Grand မြန်မာသဲစုံငိမ့်ဟာပြန်ပွဲပြီလို့ပြန်ရောက်လာတာနဲ့တပြိုင်တည်းကြောင်ညာဘယင်မတစုလို့ဖြစ်ခဲ့ပါတယ်ရွှေဆိုင်စိန်ဆိုင်ကြောင်ညာတွေကအစကားကြောင်ညာတွေအစုံ သူမရဲ့ပုံရိပ်တွေနဲ့ပြည့်နှက်နေကြတာပါ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတော့ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်ခွင့်ရတဲ့အထိအောင်မြင်မှုအရှင်ဟွန်ကပြင်းထန်ခဲ့ပါတယ်။ဒါပေမဲ့ဒီနှစ် Miss Grand မြန်မာအလှမယ် JK Sophia ရဲ့အလှဲမှာတော့ကန်ဂျမာကမျက်နှာသာမပေးခဲ့ပါဘူး။နိုင်ငံတကာပြိုင်ပွဲကြီးကနေပြန်ရောက်လာပြီးနောက်ပိုင်းမှာသူမကိုစိန်ရွှေရတနာကျော်ညာရီတောက်ပတဲ့မဂ္ဂဇင်းမျက်နှာဖုံးတွေမှာတွေ့ရမယ့်အစားညဘက်ဖွင့်တဲ့ဘားတွေနဲ့စားသောက်ဆိုင်တွေမှာတချင်းစုဖျော်ဖြေနေရတဲ့အစိုးရတယောက်ဖြစ်တာဝန်ထဲဖွယ်တွေ့မြင်နေရပါတယ်။ဒီအခြေအနေကိုကြည့်ပြီးတော့ပြည်သက်တွေကြားမှာအမြင်နှမျိုးကွဲပြားနေ နေပါတယ်။တချို့ကတော့နိုင်ငံကုံဆောင်အလှမဲ့တယောက်မြန်မာနိုင်ငံရဲ့အလှဆုံးစည်ရင်းဝင်တယောက်ကဒီလိုနေရာမျိုးမှာသတင်းဆိုပြီးတော့ဧကန်နေရတာကတိတ်ခါကြဆင်းစေတယ်။အစဉ်အတန်းတစ်ခုကိုထိမ့်သိမ့်တင်တယ်လို့ဝေဖန်ကြပါတယ်။ဒါပေမဲ့တချို့ကြပြန်တော့လည်းအလောက်ခံရှားပါတဲ့ခင်မှာကိုဝန်းစာအတွက်ကိုရဲ့ဝါသနာအတွက်အယူသားစွာသတင်းဆိုတော့ပါမားနေလို့လဲဆိုပြီးတော့ဂျီကေဆိုဖီယာဘက်ကနေနားလည်ပေးကြပါတယ်။ တကယ်တမ်းဒီကိစ္စကိုသုံးသပ်ကြည့်မယ်ဆိုရင်တော့အဓိကအကြောင်းရင်းနှစ်ချက်ကိုသွားတွေ့ရပါတယ်။ပထမတစ်ချက်ကတော့အောင်မြင်မှုရလဒ်ပေါင်းတဲဆုံငင်ဟာဘာဝဲပြောပြောနိုင်ငံတကာစင်မြင့်ထက်မှာ top အဆင့်တစ်ခုကိုချိန်ခဲ့တဲ့အတွက်သူမရဲ့ impact ကကြီးမားခဲ့ပါတယ်။ JK Sophia ကတော့ကံမကောင်းစွာနဲ့ပဲ unplace ဖြစ်ခဲ့ပြီးတော့ကြောညာရှင်တွေရဲ့စိတ်ဝင်စားမှုယုံနေသွားတာဖြစ်နိုင်ပါတယ်။စီးပွားရေးလောကဆိုတာကရက်စက်ပါတယ်။အောင်မြင်သူကိုယ်တိုင်နေရာပေးလိရှိတယ်လို့ပေါ့။ ဒုတိယနဲ့အရေးကြီးဆုံးချက်ကတော့စီမံခန့်ခွဲမှုပါပဲ။အလမေလောကမှာ National Director ရဲ့စွမ်းဆောင်ရည်ကအခရာကြပါတယ်။သဲဆုငိန်လက်ထက်က National Director ဖြစ်ခဲ့တဲ့ထူးအန်လွင်က Marketing သဘောတရားကိုကောင်းကောင်းနားလည်ပြီးတော့သူ့ရဲ့အလမေကိုဘယ်လို brand လုပ်မလဲ၊ဘယ်လိုဈေးကွက်တင်မလဲဆိုတာကိုကြွမ်းကျင်ခဲ့သူပါ။လက်ရှိ National Director ဖြစ်တဲ့ Maran Sino ရဲ့အပိုင်းမှာအလမေကိုဈေးကွက်ထိုးပေါက်နိုင်အောင်ပံ့ပိုးမှု အားနည်းနေသလားဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။အလမေတယောက်ဆိုတာရုပ်ချုံရုံနဲ့မပြီးပဲနောက်ွယ် င်ကအဖွဲ့အစည်းကတွန်းတင်ပေးဖို့လည်းလိုအပ်ပါတယ်။ခြုံငုံကြည့်မယ်ဆိုရင်တော့ JK ဆိုဖီယာရဲ့လက်ရှိအခြေအနေဟာတောက်ပါခဲ့တဲ့ဆင်းမြင်းထက်ကနေလက်တွေ့ဘဝရဲ့ကြမ်းတမ်းမှုကိုပြသလိုက်တယ်လို့ပါပဲ။သဲဆူငိန်တို့ကစိန်စီတဲ့လမ်းကိုရှောက်ခင်းရပေမဲ့ JK ဆိုဖီယာအလဲမှာတော့စူးခင်းလမ်းဖြစ်နေတာကကန့်ကျမလား။အရေးချင်းလားဒါမှမဟုတ်စီမံခန့်ခွဲမှုညံ့ဖျင်းတာလားဆိုတာစဉ်းစားစရာပါ။ကေပရိသတ်ကြီးရဲ့သဲဆူငိန်လိုမျိုးရွှေဆိုင်ကြော်ညာမရရပဲ။ဘာမှသတင်းဆိုနေရတဲ့ JK ဆိုဖီယာကိုကြည့်ပြီးတော့ဘယ်လိုခံစားရလဲ အနုပညာရှင်တယောက်ရက်တီဖို့ခက်ခဲလာတဲ့ခေကာလကိုပဲအပြစ်တင်မလားဒါမှမဟုတ်သူမရဲ့စီမံခန့်ခွဲမှုတွေကိုပဲအပြစ်တင်မလားမိတ်ဆွေတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် မြန်မာမျိုးသမီးလက်ရေးစင်အသင်းစီးကိန်းမှာရွှေတစိမ့်ရအောင်ကူညီဖို့အမေရိကန်နိုင်ငံကအရောက်လာတဲ့မိထက်လူမင်္ဂလာပါဘောလုံးချစ်ပရိသတ်ကြီးမကြခင်မှာထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတော်မယ့်အစီကိန်းပြိုင်ပွဲကြီးအတွက်မြန်မာပရိသတ်တွေမျှော်လင့်ဆောင်ကြနေတဲ့တဲ့င်းကောင်းတစ်ခုရောက်ရှိလာပါပြီအဲ့ဒါကတော့မြန်မာမျိုးသမီးလက်ရေးစင်အသင်းရဲ့အမခံကစားသမားပရိသတ်ချစ်တော်မိထက်လူကစီးကိန်းပြိုင်ပွဲဝင်ဖို့အတွက်အသင်းနဲ့လာရောက်ပူးပေါင်းနေတာဖြစ်ပါတယ်မိထက်လူကလက်ရှိမှာအမေရိကန်နိုင်ငံမှာပညာသင်ကြားနေတာဖြစ်လို့နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာရှိမှသာအသင်း င်းနဲ့လာရောက်ပူပေါင်းနိုင်တာပါအစောပိုင်းတုန်းကဆိုရင်တော့သူမရဲ့ចောင်းကိစ္စတွေစာမေးပွဲကိစ္စတွေအကြောင်းဒီနေ့စီးကိန်းမှာပါဝင်ကစားနိုင်ဖို့မတိကြဘူးလို့သတင်းတွေထွက်ခဲ့ပါသေးတယ်။ဒါပေမဲ့အခုချိန်မှာတော့မေးထက်လူဟာနိုင်ငံကုံဆောင်ဖို့အတွက်အဝေးကြီးကနေလှမ်းလာပြီးတော့အသင်းဖော်တွေနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်နေပါပြီ။သူမပြန်ရောက်လာတာဟာမြန်မာမျိုးသမီးအသင်းအတွက်ခံစီရောတိုက်စစ်ပါအားရပိုရှိသွားစေတာအမှန်ပါပဲ။ရွှေတစိမ့်စုကိုမျှော်မှန်းထားတဲ့မြန်မာအသင်းအတွက်မေးထက်လူရင်အားဖြည့်မှုကဘယ်လောက်ထိခရီးရောက်မလဲ။ ထိုင်းမြေမှာမြမအလန်လွင့်တင်နိုင်မလားဆိုတာကတော့ရင်ခုန်စရာပါပဲ။ကဲဘရိတ်သက်ကြီးအမေရိကန်ကနေပြန်လာအားဖြည့်တဲ့မေးထက်လို့နဲ့မြမအမျိုးသမီးအသင်းကိုအားပေးစကားလေးတွေပြောပြသွားကြပါအောင်ရှင်။ဘသူမမဝဲနိုင်တဲ့တိန်တောင်းချီတန်းကျောက်စိမ့်နှစွဲကိုလက်ဆောင်ရာကြောင်းထုတ်ကြွလာတဲ့ပူဇော်ဖြူခင်မင်္ဂလာပါပရိသတ်ကြီးပတ်စံရှိရင်အရင်ရာဘာလို့လို့တင့်တယ်ဆိုသလိုပါပဲ အိမ်အောင်ရင်းမှာစိတ်ကောက်ထားခြင်းတူရင်တောင်မှချော့တဲ့နီလန်းတွေကတော့ငွေချင်းအင်အားပေါ်မှာမူတည်ပြီးတော့ကြွားချသွားတတ်ပါတယ်။ဒီနေ့မှာတော့ရပ်ပိုင်းလောက်ကမှခင်မုန်းတဲ့ကိုမုန်းလောက်အောင်စိတ်ဆိုးနေပေမယ့်အခုချိန်မှာတော့ဘယ်သူမှမဝင့်နိုင်တဲ့တန်ဖိုးကြီးလက်ဆောင်ကြောင့်ပြုံးပြော်နေရတဲ့မင်းသမီးကျော်ပိုးချဖြူခင်အကြောင်းကိုပြပြပေးခြင်းပါတယ်။အခုရပိုင်း Facebook ပေါ်မှာလူပြောအများဆုံးဖြစ်နေတာကပိုးချဖြူခင်ရဲ့အသက်33နှစ်ပြည့်မွေးနေ့လက်ဆောင်ပါပဲ။တာမန်စိန်လက်စွပ်ရွှေဆွဲကြိုးအစင်လောက်မဟုတ်ပါဘူး။ သူမရဲ့ခင်မွန်းတဲ့တထေးကြီးအကိုထုံးပေးလိုက်တဲ့လက်ဆောင်ကကာလာတန်မိုးသိမ်းပေါင်းနှစ်တောင်းဝင်းကျင်တန်ကြီးရှိတဲ့နဆွဲရတနာကြီးဖြစ်နေလိုပါပဲဒီနဆွဲမှာပါဝင်တဲ့ဖားကန်ထွက်ပြီးတန်ကြောက်စိမ့်နေအည်သွေးမြင့်စိန်တွေရဲ့တန်ဘူးဟာရန်ကုန်မြို့လေကကွန်ဒိုတိုက်ခန်းပေါင်းများစွာကို ဝယ်ယူနိုင်တဲ့ပမာဏဖြစ်ပါတယ်။ဒီလောက်ကြီးကျယ်ခမ်းနားတဲ့လက်ဆောင်ကိုပေးရတဲ့နောက်ကွယ်မှာချစ်စရာကောင်းတဲ့အိမ်ထောင်ရေးဇလန်းလေးတစ်ပုဒ်ရှိနေပါတယ်။ပရိသတ်တွေမှမိကြအောင်မှာပါလွန်ခဲ့တဲ့ရက်ပိုင်းလေးကတင်ပိုးကြပြုခင်တယောက်လင်းလို့သူကအိမ်မှာကလေးမထိန်းမဲတငယ်ချင်းတွေနဲ့ KTV သွားလိုက်အပြင်ထွက်လိုက်လုံနေတယ်ဆိုပြီးလူမှုကွန်ရက်မှာဒေါသတကြီးနဲ့ရင်ဖွင့်ခဲ့ပူပါတယ်။သူမအနေနဲ့ခင်မုန်းတဲ့ရဲ့ရခင်အိမ်ထောင်ကပါလာတဲ့ကလေး၃ယောက်ရဲ့သူမနဲ့ရတဲ့ကလေး၂ယောက်ရဲ့စုစုပေါင်းကလေး၅ယောက်ကိုထိန်းချောင်းနေရတာကြောင့်ပြင်ပန်းပြီးတော့ ပီစင်းလေးရှာတာပါဒါပေမဲ့ခင်မုန်းတဲ့အကိုထုံးကတော့စီးပွားရေးသမားပီတာပါတယ်ပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကောင်းကောင်းသိတဲ့သူပါနှုတ်ကနေတောင်းပန်ပါတယ်လို့ပြောမိအစားသိန်း2000ကျော်တဲ့ဝင်းကျင်ရှိတဲ့ကြောက်စိမ့်နှဆွဲကြီးနဲ့လက်တွေကြကြချော်လိုက်တဲ့အခါမှာဘိုးကြပြုခင်ရဲ့ဒေါသမီးတွေဟာရင်းနှီးလောင်းတယ်လို့ငြင်းအေးသွားခဲ့ပါတယ် ဒါဒီမကတိပါဦးတတိကတော်ဖြစ်ရလာရဲ့နောက်ထပ်အာသာချက်တစ်ခုကိုလည်းတွေ့ရပါသေးရင်ဘိုးကြပြခင်ကကလေးအမေဖြစ်တာကြောင့်ညာဘက်ရောက်ရင်ပြန်မှန်းပြီးတော့အိပ်ပျော်နေတတ်ပါတယ်။ဒါကိုသိတဲ့ခင်မွန်းတဲ့ကညာ၁၂နာရီတိတိမှသူ့ရဲ့ယန္နာဆိုင်ဝန်တန်းမိသားစုတွေအကုန်လုံးနဲ့စူပောင်းပြီးတော့အိပ်ပျော်နေရဲ့ဇနီးတွေကို surprise တိုက်ခေရပါ။ မနက်ဖြန်ကလေးချောင်းပိုးရမယ်ဈေးရောင်းပွဲရှိတယ်ဆိုတာသိလျက်နဲ့မအေးဖဲဆောင်ပြီးတော့ဇနီးတဲ့အကြိုက်ဆုံးပန်းစီကြီးနဲ့မွေးနေ့ဆူတောင်းပေးခဲ့တဲ့ခင်ပွန်းရဲ့စူးစမ်းအထောက်အမှုကတကယ့်ကိုအားကြစရာပါ ပရိသတ်တချို့ကတော့ပိုးကြံပြုခင်ကကန်ကောင်းလိုက်တာလို့ပြောကြပေမဲ့တကယ်တမ်းကတော့သူမဟာဒီလိုမျိုးစိမ်းခံပစ္စည်းတွေနဲ့ထိုက်တန်တဲ့မိမကောင်တယောက်ဖြစ်ပါတယ်။ကိုယ့်ရဲ့သွေးသားမဟုတ်တဲ့ခင်ပွန်းတဲ့ရဲ့သားသမီးတွေကိုပါမြစ်တာမပြတ်ဆောက်ရှောက်ပေးတဲ့မိတွေကောင်တယောက်ဖြစ်တယ်လို့အိမ်တော်ရေးတီမြင့်အောင်ထိမ့်သိမ့်နေသူတယောက်ဖြစ်တာကြောင့်ခင်ပွန်းတဲ့ကအခုလိုတန်ဖိုးထတာဖြစ်ပါလိမ့်မယ်။ပိုးကြံပြုခင်ကမွေးနေ့အလိုအနေနဲ့မန္တလေးကလေးစေးရုံကြီးမှာကြာစံကျော်အယောက်900ဇာလူတန်းခဲ့ပြီးတော့သူမရဲ့စိတ်ထားဖြူစင်မှုတွေကိုလည်းတက်သေးပြခဲ့ပါသည် ရင်ကဲပရိသတ်ကြီးရင်တာမန်လင်မယောင်းတွေစိတ်ကောက်ရင်ပန်းစည်းလုံးနဲ့ချော်လို့ရပေမဲ့ရတနာလုပ်ငန်းရှင်ကတော့ပိုးချဖြူခင်ကတော့သိန်း2000ဝန်းကျင်နဲ့မှချော်လို့ရတဲ့အဖြစ်ကိုဘယ်လိုမြင်ကြလဲစိတ်ကောက်ရကြုံနဲ့တည်းဆိုတာဒါမျိုးကိုပြောတာလားမိတ်ဆွေတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်